ပထမဆုံးတာပေါင်းတိုက်ပွဲမှာစစ်တပ်အထင်အနှီးဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အေယာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လေးမြနာမြို့နယ်မှာစစ်တပ်နဲ့အာဏာကတတ်တော်အင်အင်ဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးနိုဝင်ဘာလ16ရက်နေ့တိုက်ပွဲမှာလည်းစစ်တပ်ထိခိုက်တိုက်စုံမှုများပြခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းကတာပေါင်းမြို့နယ်တာပေါင်းကလေးရွာနယ် ပဝင်းကျင်ကတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးတရားရသူတွေများခဲ့တာဖြစ်ပါတယ်။တရင်ထွက်မှဆိုလိုလူမှုရေးအဖွဲ့တွေကိုမခေါ်ဘူး။သူတို့ဘာသာသူတို့တဲသွားတာတရားရတဲ့သူတွေကိုပတင်ကိုပို့မယ်ထင်တယ်လို့တင်နာကန်တရင်ချင်းမြတ်တအူးကပြောပါတယ်။တိုက်ပွဲတွေမှာအသက်ပေးနေရပြီးစိတ်ပျက်စရာကောင်းတယ်လို့စစ်တပ်တိုင်းဝိုင်းကတုံးတဲ့လူမှုကွန်ရက်ဆာမျက်နှာတွေမှာပြောဆိုနေကြပါတယ်။ တာပေါင်းမျိုးနယ်တာပေါင်းကလေးချင်းရွာနယ်လေးမျက်နှာမျိုးနယ်ဆက်ဆက်ရိုချင်းလေချင်းရွာအနီးပဝင်းကျင်တွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အရကတတော်အေအေကနိုဝင်ဘာလ17ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပြီးနောက်နောက်ဆက်တွဲအခြေအနေကိုမထုတ်ပြန်သေးပါဘူး။တာပေါင်းနယ်လေးမျက်နှာစစ်မြေပြင်မှာတမ66လောက်ခန့်တန်ရင်းတွေဖြစ်တဲ့ခမာယ၄ခမာယ၅ခမာယ၆ခမာယ၃၀ခလာယ၃၅ခလာယ၈၀နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ပတိန်လက်အောက်ခံတန်ရုံးနေဖြစ်တဲ့ခလာရ63ခလာရ2ခွန်တက်တို့ရှိနေတယ်လို့အေအေထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အော်တိုမာလာ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းတိုက်ပွဲတွေမှာရှေ့တိုင်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူ20ကျော်လက်နက်ချအလင်းဝင်ရသူ20ကျော်ရှိတယ်လို့ဆိုပါတယ်။ကျမတို့ channel ရဲ့သတင်းချင်းမြစ်တွေပြောပြချက်အရာတာပေါင်းမြို့နယ်တွေကတိုက်ပွဲတွေမှာစစ်တပ်ကဖုံမှုအစဉ်အယားရှိချိုးအပအဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒေဆုံးနာတွေရှိနေတယ်လို့သိရပါတယ် တာပေါင်းနဲ့လေးမျက်နှာမျိုးနဲ့ဟာရခိုင်ပြည်နယ်ကွာမျိုးနဲ့ဆက်ဆက်နေပါတယ်တာပေါင်းမျိုးနယ်ထဲမှာပြီးခဲ့တဲ့ဇန်နဝါရီလကတိုက်ပွဲထဲမှာလည်းတာပေါင်းမျိုးနယ်ရဲစခန်းမှတူရဲမှုဝန်ထမ်းဦး AES စနိုက်ပါထိမှန်ပြီးသေဆုံးခဲ့မှုပါတယ်တေဆောင်မီစန္ဒလာအကြာပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့မှာတော့စတဲကားတူရဲမှုဝန်ထမ်းဦးကရဲမှုရာထူးတိုးပေးလိုက်ကြောင်းကြေညာခဲ့ပါတယ်။တေပြီးမှရာထူးတိုးပေးတာကပါမအရာမရာဖူးလို့ရဲတပ်ဖွဲ့ဝင်မိသားစုအတိုင်းဝိုင်းကလူမှုကွန်ရက်မှာဝေဖန်မှတ်ချက်ပြုခဲ့ကြပါတယ်ရှင်။ ဆက်လက်ပြီးကြားဖြူရှင်ကြောက်ခက်လဲနေလေးတင်ရွာဘက်ကအကြမ်းမဲ့လေတကဘုံကျဲဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရကံပြီးကြောက်ဖြူမြွေနယ်ရှိကြောက်ခလေနယ်လိတ်တင်ရွာဘက်ကအကြမ်းက်လေတကောင်ဂျက်ဖိုက်တာပြေပုံလာကြခဲ့ကြောင်းတတင်းရရှိပါတယ်။ယနေ့နိုဝင်ဘာလ18ရက်နေ့မွန်လယ်7နိုင်ကျော်မှာတကြိမ်နေ့လယ်တနာရီမထိုးခင်မှာတကြိမ်ဂျက်ဖိုက်တာဖြင့်ပေါင်900ဘုံနီကျချခဲ့ခြင်းဖြစ်တယ်လို့ကြောက်ဖြူဒေသခံတအူကပြောပါတယ်။ ဒီရွာတွေကတိုက်ပွဲနဲ့မတက်ဆိုင်တဲ့ရွာတွေဒီနေ့နေ့လည်းအထီးဆိုရင်နဲ့ကျင်းစီပြီးအထီးခိုင်ကိုတော့မတရားသေးဘူးလို့ပြောပါတယ်။ထီးခိုင်တရားရရှိမှုအခြေအနေကိုကျမတို့ channel အနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။လက်ရှိကြဖြူမျိုးနဲ့မင်းပြင်းရွာအနီးနာတဝိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းမဲ့စစ်တပ်ဘက်မှအထိနာကြဆုံများတာကြောင့်ကြီးရည်လေးသုံးမျိုးစလုံးဖြင့်အာရခတက်တော်အေအေကိုတိုက်ခိုက်လျက်ရှိတယ်လို့မြေပြင်ဒေသခံအမျိုးသားတအူးကပြောပါတယ်မင်းပြင်းအနီးနာတဝိုင်းမှာတော့တိုက်ပွဲပြင်းနေတော့ဂျက်ဖိုင်တာတုံးတွေနဲ့လည်းအသက်ကုန်းပြင်းနေတဲ့ အထင်အကြဆုံးလဲများနေတာကိုလို့ပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမင်းပြင်းရွာအနီးအေအေခေတ္တဆုတ်ခွာပြထားသည့်မိုးလီဝတ်သားရေနာစခန်းမှာဝါနာပြန့်တပ်ပေါ်ရိုင်းရန်အကြမ်းမဲ့စစ်သားများတန်းစီဆူယုံနေစဉ်အေအေကဒုံးနဲ့တိုက်ခိုက်တဲ့အတွက်စစ်သား20ကျော်သေဆုံးပြီးဒဏ်ရာရသူလည်းများပြားခဲ့တယ်လို့သိရပါတယ်အကြမ်းမဲ့စစ်တမ်းမှာလေကြောင်းလက်နက်ကြီးအလွန်အကျွမ်းအသုံးပြုပြီးကျေးရွာများကိုတိုက်ခိုက်လာမှုကြောင့်မြင်းမြင့်ကျေးရွာအပအဝင်ချောင်းရွာအမင်ကုန်းတိုင်း ချောင်ဖျားကုလပါတိုင်ချောင်ဆိုင်ချောင်စသည်ကျေးရွာသားများမှဆေးပေးဆောင်နေရတယ်လို့သိရပါတယ်ရှင်ဆလဘီမချမောမြို့နယ်မှာအကြမ်းမဆိုးဆိုးစစ်တောင်းကို KNN ပူပေါင်းတပ်ကတိုက်ခိုက်အကြမ်းမဆိုးဆိုးအထင်အားပြီးစစ်ခွာထွက်ပြေးဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်မချမောမြို့နယ်မှာစစ်ကောင်စီတပ်စစ်တောင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KNN ပူပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ထိနာခဲ့ကြောင်းကချင်စည်ရဲတရင်ချင်းမြတ်ချိုကပြောပါတယ်။ နိုဝင်ဘာလ16ရက်နေ့မချမ်းမောမြို့နယ်မလိကမြနာမှာစစ်ကောင်စီတပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်စုကထွက်ပြေးသွားတယ်လို့ကချင်စည်ရဲသတင်းရင်းမြစ်တအူးကအသိပေးထားပါတယ်စစ်ကောင်စီတပ်ကပူတာအုံမြို့နယ်တန်ကြာရွာဘက်ကိုထွက်ပြေးသွားတာလို့ဆိုပါတယ်အဲ့ဒီတိုက်ပွဲချင်းင်းနဲ့ပတ်သက်ပြီးတခြားကချင်စည်ရဲသတင်းရင်းမြစ်တအူးကလည်းအသိပြုပါတယ်စစ်ကောင်စီတဟခေါလံပူပတ်ကိုစစ်ကူသွားဖို့သွားတာမှတိုက်ခိုက်ခံရတာလို့ကချင်စည်ရဲသတင်းရှင်းပြကပြောပါတယ် တိုင်ပွဲမှာစစ်ကောင်စီတပ်စီကလက်နက်ခဏ်ရနေရရှိတယ်လို့ကချင်စီရဲ့သတင်းရင်းမြစ်ကဆိုပေမယ့်တိစောက်ထိကမှုအခြေအနေကိုဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။ KIA ပူပေါင်းတပ်တွေဟာ2025ခုနှစ်အော်တိုဘာလကစပြီးခေါလံဖူးမြို့နယ်စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့ရမှာအော်တိုဘာလအတွင်မှာစစ်ကောင်စီတပ်နဲ့ပြည်သူစစ်စခန်း၄ခုတင်ရထားတယ်လို့စစ်ရဲသတင်းရင်းမြစ်တွေကပြောကြားထားပါတယ်။ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံပုံမှုကြီးနော်ဘူးတန်းဆက်တွေ့ထားဆဲဖြစ်ပြီးအဆက်တွေမရရှိသေးပါဘူး။ ။ KIA နဲ့စကောင်စီတပ်ဟာကချင်ပြည်နယ်ဗမော်မြို့နယ်နဲ့ဖားကန့်မြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။ဗမော်တိုက်ပွဲဟာ၁၇လကျော်ကြာမြင့်နေပြီဖြစ်ပြီးလက်ရှိမျိုးပေါ်မှာ KIA နဲ့စကောင်စီအပြန်အလှန်ထိုးစစ်ဆင်နေရလို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့စီးရဲသတင်းရှင်မြစ်ကပြောပါတယ်။ဖားကန့်ဒေတာမှလည်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးတွေဂျန်နက်ပစ်ခတ်တာတွေလုံဆောင်နေတယ်လို့ KIA ကတည်ပြထားပါတယ်။နိုဝင်ဘာလ23ရက်နေ့ညနေကလည်းဖားကန့်တပ်မကုံကနေလက်နက်ကြီးပစ်ခတ်ခဲ့လို့ ဒေသခံကလေးငယ်တအူအပါဝင်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးကဖော်ပြထားပါတယ်ရှင်။ဆလပင်မောတာမျိုးကိုပြောင်းဝင်နိုင်မှုစစ်တကလေချောင်းကနေအင်အားဖြည့်တာပုံကျဲတာတွေလုံနေဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်မျိုးသားစီယုံ KNU တပ်မဟာလေးနဲ့တော်လရင်ပူပေါင်းတပ်တွေတင်ပိုက်ထားတဲ့ခိုင်းမြန်မာနေဆက်ကမောတာမျိုးကိုစစ်တကပြန်လည်ဝင်ရောက်ဖို့စ조사လေးရဲ့စီယံလေချောင်းကအင်အားဖြည့်တာပုံကျဲတိုက်ခိုက်တာတွေဇက်နိုင်လုံဆောင်နေတယ်လို့ဒေသခံသတင်းရှင်မြစ်ကပြောပါတယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကနေဆက်ကုံတွဲရဲမြို့ဖြစ်တဲ့မောတောင်ကစစ်ကောင်စီစကန်ကို KNU ပူပေါင်းတပ်ကနိုဝင်ဘာလ17ရက်မှာထိုးစစ်ဆင်ခဲ့ရန်နိုဝင်ဘာလ14ရက်နေ့မှာတင်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစကန်နဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်53ဦးနဲ့လက်နက်ခဲယံများစွာတင်ဆင်ရရှိခဲ့ပါတယ်။မောတောင်မြို့ကိုလက်လွတ်လိုက်ရပြီးတဲ့နောက်နိုဝင်ဘာလ15ရက်နေ့မှာပင်စစ်ကောင်စီဟာတနင်္သာရီမြို့နယ်တင်ခွန်အနီးတဲဖြူရွာကိုရဲရဲရင်နဲ့စစ်ရင်အားတရားကြောလာချသွားတယ်လို့တနင်္သာရီမြို့နယ် တူးလီပလောရွာကိုလည်းလေကျောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်၁၆ရက်နေ့ကတူးလီပလောရွာကိုပုံကျဲသွားတာတနေ့လုံးအချိန်ကြီးမနေဘူးပုံကျဲတာဝိုင်းသိန်းနဲ့လည်းကျဲတယ်ညာအာကြီးလို့ကျွန်တော်တို့မမှတ်မိတော့ဘူးလေရင်နဲ့အတုံးပြူပြီးပုံကျဲတာစစ်ကူလိုက်တာလို့စီရေးတဲ့ရင်းမြစ်ကပြောပါတယ်လေကျောင်းကနေပုံကျဲမှုကြောင့်တော်လရင်တပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာရတာမရှိဘူးလို့အတည်ပြုပါတယ်။တူးလေပလောရွာကိုစစ်တပ်ကလေကျောင်းတိုက်ခိုက်မှုကို KNU မြိတ်တော်ဝဲခရိုင်ကလည်းတရင်ထုတ်ပြန်ထားပါတယ်။ဒါအပြင်လေကြောင်းကနေအင်အားလာဖြည့်တဲ့စစ်သားတွေကအချို့ဟန်တော်လရင်အင်အားစုတွေထံလက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့တရင်ရရှိပါတယ်။စစ်တပ်ဟာအာဏာဆက်လက်တည်မြဲနိုင်မှုသူတို့အုပ်ချုပ်ရာနယ်မြေတွေမှာအတုအယောင်ရေကောက်ပွဲကိုအတင်အဓမ္မပြုလုပ်ဖို့အထူးကြိုးပမ်းနေတယ်လို့လက်လွတ်ဆုံဆုံရတဲ့နယ်မြေတွေဖြစ်တဲ့ KNU အုပ်ချုပ်ရာဒေသတွေကပြည်သူတွေအကြောက်တရားဖြစ်စေဖို့ရည်ရွယ်ချက်ရှိရှိလေကြောင်းမှဖုန်ကျက်တိုက်ခိုက်နေကြောင်းဖော်ပြထားပါတယ်။ လေချောင်းဖုံးကျဲတာဟာ2024ခုနှစ်ကုန်ပိုင်းကလေးကစစ်ကောင်စီဟာမောတော်လမ်းမိုင်းထင်းကျုံနိုင်ရေးထိုးစစ်ဆင်နေလို့တိုက်ပွဲပြင်းထန်နေတဲ့တိန်ခွန်းရွာအနီးဝန်းကျင်တွေကိုဖုံးကျဲနေတာလို့သတင်းရှင်းပြကပြောပါတယ်။တိန်ခွန်းဘက်ကစစ်ကောင်စီကမောတော်ကိုတက်လို့ရအောင်သူကတားဆောက်ဖုံးကျဲပေးနေတာလို့သတင်းရှင်းပြကပြောပါတယ်။ တော်လိုင်းရေးတဖွဲ့တွေအနေနဲ့မော်တာမျိုးကိုစစ်ကောင်စီပြန်လည်ထိန်းချုပ်ဖွင့်မရစေဖို့ဤမျိုးစုံနဲ့ခုခံသွားဖို့ရှိတယ်လို့လည်းစီရင်တဲ့ရှင်မြကပြောပါတယ်။မော်တာမျိုးဟာအရှင်က KNU တရင်းသားမျိုးနဲ့ဌာနချုပ်နယ်မြေဖြစ်ပြီး1990မှာစစ်တပ်ကတင်ပိုင်ခဲ့ရန်35နှစ်အကြာမှတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကပြန်လည်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတနင်္သာရီနဲ့နထိုးချင်းမြို့နယ်တို့မှာစစ်မှုတန်တပ်သားတဲ့နှစ်ဦးကလက်နက်ခဲယံများယူဆောင်လာပြီးအလင်းဝင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့အနီးရှိအောက်ကင်းရွာအခြေဆိုင်ခမရ99ခွန်တရင်မှာစစ်မှုတန်တပ်သားတဲ့တပ်ဦးကလက်နက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူကပြောကြားပါတယ်။အော်ဒိုဝါလာတရရင်နေ့တရင်နိုင်မြို့အနီးရှိအောက်ကင်းရွာအခြေဆိုင်ခမရ99ခွန်တရင်မှာစစ်မှုထမ်းတပ်သားမောင်စုံက တနင်္လာရနေ့မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံဆက်တွဲပြီးလက်နက်နဲ့အတူအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်အလင်းဝင်စစ်မှုထမ်းတပ်သားမှ MA1 တနက်တလဲကြီပေါင်း၅ခု G210 လို့ယူဆောင်လာခဲ့ကြောင်းစစ်မှုထမ်းတပ်သားမှပုံပြမြို့နယ်စကားက73မှာမိုးမှန်တင်တဲ့နှစ်ပတ်တယောက်ခဲ့ပြီးနောက်မြေမျိုး103တပ်တို့ပို့ဆောင်ခံရကြောင်းရဲနောက်အောက်ကင်းရွာခြေဆိုင်ခမာယာ99ခွန်တရင်တို့ရောက်ရှိလာပြီးတမိုးချုံရွာဘက်ကိုစစ်ကြောင်းထွက်လာစဉ်ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် သူကဆက်ကြောင်ထွက်လာရင်းနဲ့တမုံချုံရွာအနီးမှာထွက်ပြေးလာပြီးတော်လရဲတပ်တွေရှိတဲ့နေရာကိုစုံစမ်းဆက်တွေ့လာတာပါသူကပေါ်သားဆွဲခံရတာဟုံမလင်းမှာရှမ်းနီတပ်ဖွဲ့တွေပေါ်သားဆွဲဖမ်းဆီးပြီးစစ်တပ်ထဲကိုပို့လိုက်တောင်းလော်လော့ဆယ်တော့ကျွန်တော်တို့တပ်ဖွဲ့ကငွေကြေးသိန်း20ကနေဦးချင်းမြင့်ထားပါတယ် MOD ကချင်းမြင့်ငွေချလာရင်းလဲထပ်ပြေးသွားမှာဖြစ်တယ်ချက်ရှိတဲ့စစ်မှုထမ်းတပ်သားတွေလည်းအမြန်ဆုံးအလင်းဝင်ကြပါလို့ပြောချင်ပါတယ်ဟုတရင်းနိုင်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကဖမတာဝန်ရှိသူကပြောဆိုပါတယ်အလားတူမန္တလေးတိုင်းနှထိုးချင်းမြို့နယ်မှာလည်းစစ်မှုထမ်းတပ် တသားတဲ့တအူလက်နက်ခင်ရများယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းတတော်ကြီးပီဒီအက်ကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ16ရက်နေ့မှာတတော်ကြီးမြို့နယ်အတွင်းရှိအကြမ်းမဲ့စစ်တပ်ဘက်မှစစ်မှုထမ်းအပတ်စဉ်15တသားတအူသည်တတော်ကြီးပီဒီအက်ထံလက်နက်ခင်ရများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်၍ပြည်သူ့ရင်တွင်ခလုံးလုံးသည်စစ်မှုထမ်းတသားတများကိုလည်းအလင်းဝင်ရောက်ကြရန်တတော်ကြီးပီဒီအက်ကဖိတ်ခေါ်ထားပါတယ်ရှင်။